2025ခုနှစ်နိုဝင်ဘာလ22ရက်တောက်ကြနေ့မနေ့ကိုနှုတ်ကရညီဖျားခင်နာတက်ရောက်လာတဲ့ကျွန်တော်သိပြခံစားပြီးဒီတင်တာကာလာသွားလာခြင်းလည်းမဲ့ခွင့်ရအတွက်ပြည်စပီးရဲ့ဖက်ရှင်နာမပုံကြီးပါစီတော့ကာလာချင်ကိုရှိဥစွာရွေးနှောက်ရမယ်ဆိုရင်နှစ်စာနေပြီးတော့ဒီနေ့ပေါ့ကျွန်တော်ကျမတယောက်ချစ်သည်အသက်ရှင်ရပောင်း325ရက်ကြီးခဲ့ပြီဖြစ်ပါတယ်ကွန်ကရစ်သော25ရက်ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်ဆက်စစ်စာစစ်ကြောကြရအောင် ကြံရှိသေးတာတော့မနက်ဖြန်နေဆိုင်နှစ်ကုန်ဒီရက်ပေါင်း40တိတိပဲကြံပါတော့တယ်။ဘာလို့လဲနော်။ကိုလှဲ့ကောင်းလင်းနဲ့ရက်40ပဲကြံတော့တယ်။အဲကြံရှိတဲ့နေ့ရက်ကိုလည်းကာလရှင်ကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလည်းပို့လို့မှာရှိဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ my blessed morning အစီအစဉ်တော့ဒီကခြေပြုမဲ့ကျမ်းစာကတော့တတော်လုံးနဲ့ ora စာဒုတိယစာဆောင်အခန်းကြီး3အပိုက်ငယ်1တစ်ချက်အပိုက်ငယ်3တစ်ချက်လောတဲ့ချက်လေးရွေးချက်ပြီးဖတ်တော်မှာဖြစ်ပါတယ်။ လူတိုင်းတစ္ဆာရှိသည်မဟုတ်တိုးတော်လဲသခင်ဖျားသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏တင်တို့ကိုမြင်မြင်စီ၍မကောင်းသော အမှုရာနှင့်ကျင်းလွတ်စေခြင်းငှာဆောင်မတော်မူလိမ့်မည်မြတ်ဘုရားသည်အသက်ရှင်နေသောအဖြစ်တိုင်းကျော်တော်ဘုရားသခင်သည်အသက်တပံပြလဲကောင်းချီးပေးပါစေသောအာမင်လူတိုင်းတစ္ဆာရှိတာမဟုတ်ဘူးမှန်တယ်ကျွန်တော်ပတ်ဝန်းကျင်မှာတစ္ဆာမဲ့တဲ့သူတွေဝန်းရံနေတဲ့အချိန်ကာလဖြစ်ပါတယ် အတိတ်ကာလအကျွေးဝေးပြုစုခဲ့တဲ့ဆရာသမားတွေအတိတ်ကာလကိုယ်ဝန်ကြီးရမှာတုတ်တက်ဟာတုတ်တက်ကြောင့်ဖြစ်တဲ့အတ္တတော်အနစ်နာခံပြီးတော့ဟာလာပြုစုခဲ့တဲ့ခေါင်းဆောင်တွေကိုတစ္ဆာမရှိရဲ့သူတွေမြောက်များစွာဝန်းရံနေတဲ့ခေတ်ကာလလည်းဖြစ်ပါတယ်။တပည့်အရာတွေပူပန်စရာမလိုဘူး။သခင်ဖျားသည်တစ္ဆာနဲ့ပြည့်စုံနေထိုရှင်နာမဘုံကြီးပါစေ။ပြည့်စုံတယ်မကပါတွေ့ရသည်လေ။ အရှင်ရှုဖျားကြွလာတဲ့ဤရဲ့တိုင်အောင်တင်းတို့ကိုမြဲမြံစီတယ်မကောင်းသောအမှုရာနေတဲ့ကင်းတို့စီခြင်းကဆောင်မတော်မူလိမ့်မယ်ဆိုတဲ့ဂရိတော်ပဲဖြစ်ပါတယ်သခင်ဖျားတစ္ဆာရှိတဲ့ကြောင့်ပါလို့နိုင်လေဒီအမှုတွေအားလုံးပြုသွားနိုင်လေ God is faithful when everybody is faithless unfaithful အယောက်တိုင်းက တစ္ဆာမရှိဘူးတစ္ဆာဖောက်နေချိန်မှာသခင်ဖျားတော့တစ္ဆာရှိတယ်လောကစွေးစကားတွေရှိပါတယ်မွေးထားတဲ့ခွေးရတဲ့ကောက်ထားတဲ့ထမင်းတနက်နဲ့နဲ့နေ့စဉ်ကျွေးလိုက်တယ်ပေးချီမှာပဲအစ်သခင်တွေတော့အားရဝမ်းသာတယ်ပြောပါတယ်အမိလေးတော့ပြီးတော့ခန္ဓာကိုယ်ရင်းပြီးတော့သခင်ကိုကြိုဆိုလို့ရှိတယ် တခါလေသစ္စာမဲ့တဲ့လူတွေကခုနပြောကြတဲ့ခွေးလောက်တော့မကောင်းတဲ့သူတွေဖြစ်နေတယ်အတိတ်ကလားအရေးအကြီးကျယ်ကနေပြောကယ်လွတ်ခဲ့တယ်မွေစီဝါကြီးကျယ်ကနေပြောနှုတ်ကတော်ဝိငှချပြလွတ်မြောက်စေခဲ့တယ်အမျိုးမျိုးသောတဏှာတက်မဲ့မှုတွေကနေပြီးတော့ကြားစာသွန်နေချပြလွတ်မြောက်စေခဲ့တယ်တော့အဲ့လိုမျိုးမဆားခဲ့တဲ့သူတွေကိုအကြောင်းအရာတစ်ခုခုကြောင့်ဒီမိမှာတိုက်ခိုက်တဲ့သူတွေကကျောပေါင်းချင်းမှာဒုနဲ့ဒီ ဖြစ်နေကြတယ်။ကြောက်အဲ့လူတွေပေါ်မှာကျွန်တော်ဘယ်လိုတုတ်ပြမလဲ။ဝိညာဉ်သဘောနဲ့တုတ်ပြဖို့ကျွန်တော်ဒီတပတ်တာကာလမှာဒါဝိသတ္တာနေပေါ်ဝင်ငှခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်လဲသစ္စာမဲ့လူတွေရှိနေတယ်ဆိုတာသိပြီးတော့စိတ်ပြတ်ဖို့မဟုတ်ဘူးနော်။သခင်ပြားရဲ့သစ္စာဆောင်ခြင်းပေါ်မှာရက်တည်ပြီးဘဝသက်တာကိုတိဆောက်ဖို့လို့ငါကျွန်တော်သုံးသင်ချင်တာဖြစ်ပါတယ်။ကျွန်တော်လည်းကတော့နဲ့ဝင်ငှချက်ပြီးရောက်တဲ့မှာဘုရားသခင်သည်အသစ်တပန်းပြလိုက်ကောင်းချီးပေးပါစေတော့။ဆုတောင်းနိုင်ကြပါစို့။ မြတ်တော်ရှင်ဖပါလူတိုင်းကသစ္စာမရှိပါဘူးဒါပေမဲ့သခင်ဖျားသစ္စာနဲ့ပြည့်စုံတယ်ပါရသက်တော်မြင့်မြန်စီပြီးမကောင်းသောမှုရာနဲ့ကျင့်လို့စီမယ်လို့ဖော်ပြပါတယ်ဆောင်းမမယ်လို့ကျမ်းစာပြောပါတယ်ကျွန်တော်ဒီနေ့အိမ်နှုတ်တော်ရက်တည်ပြီးတော့သစ္စာမဲလူတွေအများကြီးရှားတယ်မှာအဲ့ပုံမှာမရက်တည်တော့ဘဲနဲ့အရှင်ဖျားရဲ့သစ္စာရှိခြင်းပုံမှာရက်တည်ပြီးတော်လာခြင်းစအကြောင်းဖြစ်စေဖို့မဆာပြပြလမ်းပြတော့ပို့ဆောင်ကောင်းချီးပေးပါမိအကြောင်းတော်ရမြတ်သခင် ခရစ်တော်ယေရှုဖခင်နာမတော်ဖြစ်ကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရစေဖခင်အာမင်မနေ့ကလည်းကျွန်တော် my blessed morning ပြောရင်းနဲ့ reminder လုပ်ခဲ့ပြီဒီနေ့27ရက်ဆိုတော့မွန်တက်ဆက်နိုင်မှာမိဘများတမတဲ့ရစီစဉ်ရှိပါတယ်လို့ဒီမွန်တက်ဆက်နိုင်မှာမိနစ်20နီးပါးလောက်ပဲဖြစ်မှာပါအဲ့ဒါကိုစောင့်ဆိုင်းကြည့်ရှုပြီးတော့အသက်တာတွေသင်္ကန်းစာရရအောင် ။ဟောဒီတစ်ဖက်တကောင်ကပြီးခဲ့တဲ့သခင်ဘုရားနေပဲဒီနေ့ဒီ6ရက်တကလာစဉ်းစားခဲ့ပြီ။သခင်ဘုရားနေနောက်16ပေါ့လေ။နောက်18မနေ့က20မှာကျွန်တော်တပတ်ဆယ်ဒုကြဆောင်းဆောင်းစဉ်းစားတယ်။ပြီးခဲ့တဲ့နေ့လားစက်ခွန်ဗုဒ္ဓ19ဒီနေ့တောက်ကြနေ21မှာတော့တတလုံးဒီဒုတိယဆောင်ပေါင်းနေစဉ်းစားပါတယ်လို့မနေ့ကဆိုတပတ်ပြည့်သွားပြီ။ဒါဆိုရင်တပတ်တိုင်းကလာမှာဒီ တတလုံးတွေကနေ3ချိန်ညားနေ4ချိန်ဒါကိုပြန်ပြောင်းပြီးတော့ကြည့်ရှုအောင်လို့ကျွန်တော်အားပေးလက်ဆရှိတိုင်းအားပေးလိုပါတယ်ပြီးရင် public မှာ share လုပ်ချင်ပြန်အခုတော့ပြန်မှာဆက်လက်ပြီးပေါင်ပေးပါအောင်လို့လည်းတောင်းဆိုလက်ချက်ရှိတဲ့အတိုင်းဆက်လက်ပြီးတောင်းဆိုလိုပါတယ်ရောက်တယ်မှာဘုရားသခင်ကြီးချီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းတပြီးလမ်းပြတော်ပူပါစေတော့အာမင်